ပါဠိစောပါဒီကနေ့ဧပြီလ23ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေမြတ်ခန်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူကိုဆန်တွေတင်သွင်းခွင့်ပိတ်ထားပြီးဆန်ရှာပါလာတာကိုအခွင့်ကောင်းယူကစစ်တပ်နဲ့နှိဆက်သူတွေကဈေးတင်ရောက်ရှာနေတဲ့ဆိုတဲ့သတင်းမလေးရှားနိုင်ငံကွမ်တန်းပြည်နယ်မှာရခိုင်လူမျိုးတယောက်တပ်ဖြတ်ခံရတဲ့ဆိုတဲ့သတင်းရခိုင်ကနေဘင်္ဂလားဒေ့ရှ်ကိုကျွန်းနွားတွေတင်သွင်းရမှာ နေဆက်ဒေတာကော်မတီရဲ့ကောင်းပုံဖြန့်မှုကြောင့်ကုန်သေးရီအခက်တွေ့နေရတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကြောက်ဖြူမျိုးပေါ်ကိုနေကဆန်တွေတင်သွင်းကင်းကိုပိတ်ပင်ထားပြီးဆန်ရှားပါလာနေတဲ့အချိန်မှာစစ်တပ်နဲ့နီးစပ်သူတွေကဆန်တွေကိုရန်ကုန်ကမှာယူကဈေးတင် ရောင်းချမှုတွေရှိနေတယ်လို့သိရပါရယ်။နေဘက်ဒေသတွေကနေမြို့ကိုဆန်တင်သွင်းဖို့သွားလာခွင့်တွေမရှိတာကြောင့် လက်လုံလက်စားတွေဟာလည်းအခက်အခဲဖြစ်လာနေရတယ်လို့ကြောက်ဖြူမြို့ခံအမျိုးသမီးတယောက်ကပြောပါရယ်။ကြောက်ဖြူခရိုင်ကနှစ်စဉ်ထွက်လာတဲ့ဆန်တွေဟာဒေသအတွင်းပြည်သူတွေအတွက်ဖူလုံတဲ့အပြင်ပူရှန်နေလို့လည်းသိရပါရယ်။ဒါပေမဲ့လည်းဒီနှစ်အတွင်းကျေးလက်ဒေသကဆန်စပါးတွေကိုကြောက်ဖြူမြို့ပေါ်ကိုတန်သွင်းခွင့်တွေကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်တားမြစ်ပိတ်ပင်ထားတဲ့အတွက်ကြောင့်အခုလိုဆန်ရှားပါနေရတာဖြစ်တယ်လို့လည်းသိရပါရယ်။အခုလိုဆန်ရှားပါတဲ့အချိန်မှာဆန်နဲ့အခြေခံစားတောက်ကုန်တွေကို ရန်ကုန်ကနေစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ခရိုနီအတိုင်းဝိုင်းတွေကအလွယ်တကူမှာယူကခေါင်းပုံဖြတ်ဈေးတင်ရောက်ရှာနေကြတယ်လို့လည်းဒေသခံတွေကပြောဆိုကြတာပါ။ကြောက်ဖြူမြို့နယ်အပါအဝင်ကြောက်ဖြူခရိုင်မှာ2021-2022ခုနှစ်စည်ရင်တွေအရမိုးစပါ36တောင်း2194ဧကစိုက်ပျိုးပြီးရိုက်သိမ်းဧက36တောင်း1495ဧကရှိရမှာ အထွန်းအားဖြင့်တဧကကို 58တသမ65အထက်ရှိခဲ့ပြီးစုစုပေါင်းခန့်မှန်းခြေ63သိန်း5800တင်ထွက်ရှိခဲ့တယ်လို့ DOCA ရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။မလေးရှားနိုင်ငံကွမ်တမ်းပြည်နယ်မှာရခိုင်လူမျိုးတစ်ယောက်အသက်ဖြတ်ခံရပြီးအလောင်းကိုဧပြီလ20ရက်နေ့ကတွေ့ရှိခဲ့ရတယ်လို့သတင်းရရှိပါတယ်။အသက်ခံရသူဟာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်စိုင်ရှုံကြီးရွာကဥဖိုးလှကြီးဖြစ်တယ်လို့သိရပါတယ်။ သူဟာမလေးရှားကိုရောက်ရှိလာတာ၄လလောက်သာရှိသေးပြီးမြန်မာနိုင်ငံကိုပြန်ဖို့မလေးရှားနိုင်ငံကွမ်တန်းပြည်နယ်ပွေးစားကြီးနေအိမ်မှာတိတ်ခွန်နေစဉ်ညအချိန်အပြင်ကိုထွက်ရကနေတက်ဖြတ်ခံရတာဖြစ်တယ်လို့မလေးရှားကိုရောက်ရှိနေတဲ့ရခိုင်လူမျိုးတယောက်ကပြောဆိုပါရယ်ဥဖိုလာကြီးတည်ဆုံမှုနဲ့ပတ်သက်ပြီးတက်ဖြတ်သွားတဲ့တရခန်းကိုလက်ရှိအချိန်အထိဖော်ထုတ်နိုင်တာမရှိသေးတယ်လို့တရားစွဲဆိုဖို့ကလည်းတရလိုဖက်ကလူတွေမှာအထောက်အထားတွေမရှိတာကြောင့်အဆင်မပြေဖြစ်နေရတယ်လို့သိရပါရယ် တည်ဆုံးသူဥဖိုလာကြီးအတွက်အမှုန်မှန်ပေါ်ပေါက်စေခြင်းပြီးဝိုင်းဝန်းကူညီပေးဖို့အတွက်လဲမလေးရှားရောက်ရခိုင်လူမျိုးတွေကတောင်းဆိုထားကြပါတယ်ရခိုင်ကနေဘင်္ဂလားဒေ့ရှ်ကိုကျွန်းနွားတွေတင်သွင်းရောက်ရှာရမှာဒေသခံတွေဖွဲ့စည်းထားတဲ့ကော်မတီရဲ့ကောင်းပုံဖြန့်မှုတွေကြောင့်အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတယ်လို့ကျွန်းနွားကုန်သည်တွေကနော်ရီစီယာသတင်းဌာနကိုပြောဆိုပါရတယ်။ ရခိုင်ဒေသကနေဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကိုကျွေးနွားတွေတနိုင်တပိုင်တင်သွင်းပို့ချရမှာမောင်တော်မြောက်ပိုင်းကုန်းလန်းကိုအသုံးပြုတင်သွင်းနေကြရတာဖြစ်ပြီးအဲ့ဒီကော်မတီကဝင်ရောက်ခြေလေတဲ့အပြင်ကောင်းပုံဖြတ်မှုတွေရှိနေတယ်လို့နွားကုံတေတီယောက်ကပြောပြပါရယ်ဒေသအတွင်းဖွဲ့စည်းထားတဲ့ကျွေးနွားကော်မတီဟာအရင်နွားတကောင်ကိုဘင်္ဂလားဒေ့ရှ်တာကောင်ဝင်2000မြန်မာငွေ9000လောက်ကော်မရှင်ကြီးကောက်ယူနေရကနေလက်ရှိမှာတော့တာကာငွေ1000ကျွဲ2000အထိကောက်ခံမှုနေရှိနေတယ်လို့ပြောဆိုကြပါရစေ။ ရခိုင်ကုန်သည်တွေဟာအဲ့ဒီကော်မတီကကြားခံပြီးတဆင့်ရောင်းချကြရပြီးကော်မတီကကျွေးနွားတကောင်မှာသိမ့်ရှိပြီးကော်မရှင်ခရရှိနေကြတယ်လို့လည်းနွားကုန်သည်တယောက်ကပြောဆိုပါရယ်ဘင်္ဂလားဒေ့ရှ်ဘက်ကဝေယူသူတွေကိုကုန်သည်တွေအနေနဲ့စိတ်ကြရောင်းချလို့မရပဲကော်မတီကလက်ဝါးကြီးဥထားတဲ့အတွက်ကြောင့်ကျွေးနွားရောင်းချရတဲ့အခါမှာအခက်အခဲတွေရှိနေတယ်လို့ကုန်သည်တွေကပြောကြပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့လာရှုမျိုးကိုစစ်ကောင်စီထံရှုံးမွေစွာ လွှဲပြောင်းပေးအပ်တာကိုမျက်မြင်သက်သက်ခံသွားမယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက မနေ့ကပြောဆိုခဲ့ပါရယ်။ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တယောက်ရဲ့မေးမြန်းချက်ကိုဧပြီလ22ရက်နေ့ကမစ္စတာကော်ဂျောက်ခွန်ကဖြေကြားခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်ထားပါတယ်။ကုမေငိမ့်ချန်ရေးတွစ်ဆုံဆွေးနွေးပွဲမှာမြန်မာနိုင်ငံအစိုးရနဲ့ MNDAA တို့ရဲ့သဘောတူညီချက်တွေကိုအကောင့်ထွေးဖော်နိုင်ဖို့နှစ်ဖက်ပူးတွဲဖိတ်ကြားချက်အရတရုတ်ပြစ်ခတ်ရက်စင်းမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှုံမျိုးကိုဆွေးလွှတ်ခဲ့တာဖြစ်တယ်လို့မစ္စတာကော်ဂျောက်ခွန်ကဆိုပါတယ်။ဒီလိုဆွေးလွှတ်ပြီး စစ်ကောင်စီနဲ့ MNDAA တို့အကြားအပြည့်အခက်ရက်စည်းရေးကိုစောင့်ကြည့်သွားမယ်လို့လည်းသူကဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ MND ကိုကန့်တက်တွေပြန်လည်ဆုတ်ခွာပြီးတဲ့နောက်ဧပြီလ22ရက်နေ့မှာတော့စစ်ကောင်စီတပ်ကမြို့ရဲကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။စစ်ကောင်အစည်းရင်90ထက်မနည်းဟာမနက်အစောပိုင်းကနေစတင်ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့လာရှိုးမြို့ခံဒေသခံတွေစီကနေသိရပါတယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယပိုင်းဂျမ္မူးနဲ့ကက်ရှမီးယားမှာတနက်သမားတွေကခီးသွား24ရောက်ကိုတက်ဖြတ်သွားခဲ့တယ်လို့သိရပါတယ်။ဒီတက်ဖြတ်မှုဟာဧပြီလ22ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးအနည်းဆုံးလူ24ရောက်သေဆုံးခဲ့ရကဒီဖြစ်ရဟာဒီနှစ်အတွင်းအယက်သားတွေကိုအဆိုးဝါးဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့အကြီးတန်းရေးအရာရှိတယောက်ကပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်နရန်ဒရာမိုဒီကရက်ဆက်ကြမ်းကြုတ်တဲ့လူရဲ့အဖြစ်ရှုတ်ရှားလိုက်ပြီး တိုက်ခိုက်သူတွေကိုတရားဥပဒေကြောင်းအရအရေးယူအဖြစ်ပေးသွားမယ်လို့လည်းကတိပြုပြောဆိုထားပါတယ်။အီလန်းညွန်တယောက်ဟာတနက်တန်ကြားပြီးတဲ့နောက်အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့ကဒဏ်ရာရရှိသူတချို့ကို မြင်းပေါ်တင်ပြီး အဝဲကိုပို့ဆောင်ခဲ့တယ်လို့လည်းနိုင်ငံတကာသတင်းဌာနတွေမှဖော်ပြထားပါတယ်။တိုက်ခိုက်မှုဟာခီးသွွားတွေကိုအ धिक ပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီးအဲ့ဒီနေရာဟာလန်ခီအဖြစ်ရှရီနာဂါမြို့ရဲ့55မိုင်အကွာမှာတည်ရှိတယ်လို့သိရပါဗျ။ အခုဖြစ်ရဟာအိန္ဒိယနိုင်ငံကို၄ရက်ကြာ ခရီးရောက်ရှိနေတဲ့အမေရိကန်ဒုတိယသမ္မတနဲ့မိုဒီတို့တွေ့ဆုံပြီးတဲ့နောက်တရက်အကြာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရိဇရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narizia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ရင်းစရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အားလုံးကျန်းမာရှင်လန်းကြပါစေရှင်